အခင်းဖြစ်ပွားတဲ့နေရာကမန္တလေးတိုင်းဒေသကြီးစင့်ကိုင်မြို့နယ်မြို့သစ်နွယ်တာကီလန်စတင်ဖြစ်ပွားတဲ့နေရာက2009ခုနှစ်မတ်လ3ရက်နေ့အခင်းဖြစ်ပွားတဲ့အိမ်မှာနေထိုင်ကြသူတွေကဥတင်ဝါဒေါခင်ရင်နဲ့တမီးကြီး20နှစ်တမီးငယ်က18နှစ်ပါယခုတင်ပြပေးမယ်စင့်ကိုင်မြို့ကဖြစ်ရဆန်းများဟာကာယကံရှင်ဒေါခင်ဝင်းကြီးကိုတိုင်16ရက်9လ2016နှစ်မှာဖုန်းနဲ့ပြောပြခဲ့တဲ့ဇလန်းနေဖြစ်ပါတယ်သူမကစာရေးသူရဲ့နာနာဘာဝဖြစ်ရမှန်စာအုပ်တချို့ကိုဖတ်ရှုရပြီးတဲ့နောက်မှာ ကိုရစ်ကြုံခဲ့ရတဲ့ထူးထူးဆန်းဆန်းအဖြစ်အပျက်တွေကိုပြောပြချင်တာကြောင့်ဖုန်းနဲ့ဆက်သွယ်ရတဲ့ကြောင်ပြောပြလာပါတယ်။စာရေးသူကလည်းဒေါခင်ဝင်းကြီးကိုကျေးဇူးတင်တဲ့ကြောင်ပြောပါတယ်။ပြီးတော့ဖြစ်စဉ်တွေကိုပြောပြပေးဖို့မြစ်တာရက်ခံလိုက်ပါတယ်။ဒီထူးခြားတဲ့ဖြစ်ရပ်စံကအခင်းဖြစ်ပွားတဲ့နေ့3ရက်3လ2009ညဦးပိုင်း9နာရီလောက်မှာစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အဲဒီအချိန်ကကျမမေ့သေးပါဘူး။အချိန်ကလည်းစောနေပါသေးတယ်။နောက်ပြီးတော့တပေါင်းလထဲမှာဆိုတော့အရန်လည်းပူပါတယ်။တနေ့ကင်းလုံးတောက်လောင်ခဲ့တဲ့အပူကညဦးရန်အထိကိုအချိန်ကမလျော့သေးပါဘူး။အိုက်ဆက်ဆက်ချွေးတလုံးလုံးနဲ့ပူလောင်နေခဲ့တာပါ။ တမီးငယ်လေးကတော့ကျမနဗေးမှာခူခွေလေးအိပ်ပျော်နေပါတယ်။တမီးကြီးကလည်းခက်ဆော့ဆော့ရပဲအတွင်းအိပ်ခန်းထဲကိုဝင်သွားခဲ့ပါတယ်။ဒီချိန်ဆိုရင်တော့အိပ်ပျော်နေတော့ပါပြီ။ကျမတယောက်တည်းဖခင်ခန်းမှာထိုင်ပြီးတော့တောင်တောင်ကြီးစဉ်းစားနေမိပါတယ်။ကျမအတွေ့ထဲမှာမနက်ခင်းကမြင်လဲရတဲ့အဖြစ်အပျက်တခုကတနေ့ကလေးလုံးကိုဝင်နေခဲ့ပါတယ်။တွေးမိလိုက်တာနဲ့တင်ကျမလန့်နေပါတယ်။ချက်သိမ်းမွေးညင်းနေတော့တပြင်းပြန်ထနေမိပါတယ်။ဟုတ်ပါတယ်။ ီလိုဖြစ်ပျက်မျိုးကျမတသက်မကြုံခဲ့ဘူးပါဘူးအခုမှကြုံခဲ့ဘူးတာပါထူးဆန်းတယ်လို့ပဲပြောရမယ်ထင်ပါတယ်ဖြစ်တာကမနက်7နာရီလောက်ကပါကျမရေချိုးပြီးတော့အတွင်းကန်းထဲကိုဝင်ခဲ့ပါတယ်ကြောက်ပြင်ရှိမှထိုင်ပြီးတော့တနခါသွေးဖို့ပြင်ပါတယ်အဲဒီချိန်မှာပဲကျမအကြီးကရှေ့မှာထောင်ထားတဲ့မှန်စီကိုယောက်သွားခဲ့တာပါကျမထိတ်လန့်သွားမိပါတယ်။မှန်ထဲမှာပေါ်နေတဲ့ကျမမျက်နှာကိုကြည့်ပြီးတော့ပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။ဟုတ်ပါတယ်ကျမရဲ့မျက်လုံးတစ်ဖက်မှန်ထဲမှာကျမရဲ့ညာဘက်မျက်လုံးကကြောက်စရာလန့်စရာပြူးထွက်နေရပါ။ဘယ်လိုပြောရမလဲမကောင်းဆိုးဝါးတကောင်ရဲ့မျက်လုံးမျိုးလိုဖြစ်နေခဲ့တာ။ နောက်ပြီးတော့ပြူးထွက်နေတဲ့မှန်တွေကမျက်လုံးကြီးကအပြင်ကကျမကိုစင်းစင်းဝါးဝါးကြီးတောင်ကြည့်နေခဲ့တာကျမလည်းထိတ်လန့်တကြားနဲ့စူးစူးဝါးဝါးကိုအော်ပြစ်လိုက်မိတယ်ပြီးတော့မှန်ရှိရနေအခန်းအပြင်ကိုချက်ချင်းပြေးထွက်လာခဲ့မိတယ်အဲဒီချိန်မှာပဲကျမတကူလုံးတစ်စက်စက်ကိုတုံနေတယ်ကျမတုံရင်နေတဲ့လက်တွေနဲ့ကျမရဲ့မျက်လုံးတွေကိုတလုံးပြီးတလုံးစမ်းကြည့်နေမိတယ်ကျမရဲ့မျက်လုံးနှလုံးစလုံးကပုံမှန်တိုင်းအကောင်းပကတိရှိနေတာကိုကျမသိလိုက်ရတယ်ဒီတော့မှပဲစိတ်သက်သာရရသွားခဲ့တယ်တော်တော်လေးကြတော့ကျမရင်တုံနာတွေရက်သွားပြီးတော့အကြောက်လည်းပြေသွားတယ်လို့ဆိုရမှာပါကျမမျက်စိအမြင်မှားပြီးတော့ရုတ်တရက်မှုလန်သွားတာလည်းဖြစ်ပါလိမ့်မယ် အဲ့လိုပဲတွေးလိုက်မိပါတယ်အဲ့ဒီအချိန်မှာသမီးကြီးကလည်းအလုံးနဲ့အပြင်သွားနေရပါအငယ်မကလည်းကြောင်းသွားနေပါတယ်အဲ့ဒါကြောင့်ဘသူ့အမလည်းမပြောပြမိခဲ့ပါကျမကိုယ်တိုင်ကလည်းအိမ်ရဲ့ဘာရီးယားကိစ္စရင်းနဲ့အလုံးများပြီးတော့မိမိရော့ရော့ဖြစ်သွားတာလည်းပါပါလိမ့်မယ်မနေ့ကအဖြစ်ပြက်ကိုသမီးကြီးတို့အိတ်သွားတော့မှကျမပြန်တရီရပြီးတော့တွေးနေမိပါတယ်မျက်လုံးတွေတောင်ရောင်ပြီးတော့စမ်းကြည့်မိနေပါသေးတယ် ရင်မောရတဲ့ထိတ်လန့်စရာဖြစ်ကြောင်းကျမတက်ပြင်းတစ်ချက်ကိုရှိုက်လိုက်မိပါတယ်။ညကတော့မှောင်မဲတိတ်ဆိတ်နေပါတယ်။တကြည်ကျင်နဲ့အဆက်မပြတ်မြည်နေတဲ့ညပိုးပြစ်တဲ့အတံမဲနားကြီးအောင်ကြားနေရပါတယ်။ခဏလောက်လည်းနေရောကျမညောင်းလာတာနဲ့အိပ်ရာပေါ်ကိုခဏလဲဖို့အတွက်ပြင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဂလွန်ဂလွန်ဂလွန်ဆိုတဲ့အတန်တွေကဇက်တိုက်ဆိုသလိုပေါ်ထွက်လာခဲ့ပါတယ်။လဲမဲဟန်တန်လန်ကကျမအလန့်တကြားပြန်ထထိုင်လိုက်မိပါတယ်။အတန်တွေကပြောင်မသွားခဲ့ပါဘူး။ဂလွန်ဂလွန်နဲ့ကိုကြားနေရတော့မှပဲ။အတန်တွေထွက်ပေါ်လာတဲ့တောက်ရည်အိုးစင်စီကိုကျမကြည့်လိုက်မိပါတယ်။ အခန်းတောင်ပရင်ပေါက်နီးမှာတော့၃ယောက်နောက်တစ်သားစဉ်နဲ့တည်ထားတဲ့တောက်ရီအိုးဟာတည်ထားတဲ့အတိုင်းမှာပဲဘာမှတော့ထူးခြားမနေခဲ့ပါဘူး။ထူးခြားနေတာကရေအိုးစင်ပေါ်မှာတင်ထားတဲ့စတီးတောက်ရီကွက်ပါ။တောက်ရီကွက်ကဘယ်သူမှမထိပါပဲမကင်ပါပဲနဲ့ဘယ်သူတစုံတယောက်မှလည်းမရှိပဲနဲ့သူ့အလိုလိုလုပ်နေခဲ့တာပါ။တောက်ရီအိုးကိုဖုံးအုပ်ထားတဲ့စတီးပကံများကိုတီးခတ်နေပါတယ်။အရင်နောက်မှာတော့အတန်အနေအားကျဲလောင်စွာပဲမြည်နေတာဖြစ်ပါတယ်။စိုးဝါးလာတဲ့မြင်ကွင်းမှာပဲ။ အစပထမကတော့ငလင်လောက်တာလားဆိုပြီးကျွန်မထင်လိုက်မိပါသေးတယ်။အဲဒါကြောင့်မဲအခန်းထဲမှာချိတ်ဆွဲထားတဲ့မီးလုံးတွေနဲ့တန်းလန်းအနေထားရှိနေတဲ့ပစ္စည်းပစ္စည်းအတချို့ကိုသတိထားကြည့်လိုက်မိပါတယ်။ဒါမှမဟုတ်လည်းဘေယာဝိထုတစ်ခုအမှလုံရမ်းမနေခဲ့ပါဘူး။ပုံမှန်အတိုင်းပဂရိငြိမ်သက်နေပါတယ်။မနက်ကပြပြတွေလိုပဲအမြင်မလာလားမဟုတ်တာတွေကိုစိတ်ထဲကရှောက်မြင်နေရလားလို့တောင်တွေးနေမိပြန်ပါတယ်။ကျမဘလို့ပဲတွေ့တွေ့အမြင်မနေတာတော့မဟုတ်ပါဘူးမြင်ရထင်ရတွေကိုကြားနေမြင်နေရလည်းမဟုတ်ဘူးဆိုတာတော့ထင်ရှားနေပါတယ် ။ဘာကြောင့်လဲဆိုတော့ရေအိုးဘုံကိုတောက်ရေခွက်ကလှုပ်ရှားတိခတ်နေတာကိုမျက်စိနဲ့တက်အပ်မြင်နေရတော့မလို့ပါ။ရေအိုးဘုံနဲ့ရေခွက်ထိခတ်ရာကနေထွက်ပေါ်လာတဲ့အတန်ကိုနားနဲ့ဆက်ဆက်လဲကြားနေရတော့မို့ပါ။ကျမအန်ဟောချင်းကြီးစွာနဲ့ပဲရင်ဘက်ကိုလက်နဲ့ဖိပြီးတော့ထိုင်ရာကနေမထဘဲနဲ့တောက်ရေခွက်ကိုငေးကြည့်နေမိပါတယ်။ကျမစိတ်တင်9မိနစ်လောက်ကြာမယ်ထင်ပါတယ်။တောက်ရေခွက်ဟာတကွန်ကွန်နဲ့တိခတ်နေတော့မှာပဲ။ပြီးတော့မှပြန်ပြီးတော့ငြိမ်သက်သွားပါတယ်။စောစောနောက်တော့ကသူဘာမှမလုပ်ခဲ့သလိုတောက်ရေအိုးဘုံမှာသူဟာငြိမ်နေခဲ့ပါတယ်။ဒါကပထမဆုံးနေ့မှာကြုံခဲ့ရတဲ့အဖြစ်အပျက်တွေပါ။ အဖြစ်ပြက်နှစ်ခုစလုံးကအရန်အသေးငယ်တတ်တဲ့ကြောက်လန့်တတ်တဲ့သူဆိုရင်တော့သွေးပြက်ပြီးတော့ယူသွားနိုင်တဲ့ဖြစ်စဉ်တွေယူပါပဲဒီလိုတွေဘာကြောင့်ဖြစ်နေရလဲဘသူတွေကလုံနေရလဲကျမမစဉ်းစားတတ်ပါဘူးတရေ၆ဓာတ်များဖြစ်မလားလို့လဲတွေးနေမိပါသေးတယ်ဒါပေမဲ့အိမ်တွင်းရှိနေတယ်နောက်ပြီးတော့အိမ်ဆောင်နတ်လည်းရှိတယ်အိမ်ဆောင်နတ်တို့အိမ်တွင်းနတ်တို့ကတရေသစီတွေဆိုရင်အိမ်ထဲကိုအဝင်မခံဘူးမဟုတ်ဘူးလားအဲဒါကြောင့်ပဲတရေသစီ၆ဓာတ်မဟုတ်ဘူးလို့ပဲတွေးမိပါတယ်ဒါဆိုရင်ဘသူလုံတာလဲဒါကတော့ကျမလည်းမသိပါဘူးဘလို့ပဲဖြစ်ဖြစ်ဒီဖြစ်ပျက်တွေကထိတ်လန့်၆ချားစရာတွေနဲ့ပြည့်နှက်နေတဲ့ ကာလရှည်ကြီးတခုရဲ့အစပြုတဲ့နေ့တစ်နေ့ဖြစ်တယ်ဆိုတာကိုတော့နောက်မှကျွန်မသိရှိလာခဲ့ရပါတယ်။နောက်တစ်နေ့ကတော့2009ခုနှစ်မတ်လ4ရက်နေ့အဲ့ဒီနေ့ကညာဦးပိုင်းကျွန်မတို့တာမီ၃ရောက်စုံပြီးတော့မနေ့ကကြုံတွေ့ခဲ့ရတဲ့ထူးဆန်းလာတဲ့အဖြစ်အပျက်တွေကိုကျွန်မပြောပြပါရစေ။ ကျွန်မပြောပြတာကသမီးငယ်ကဗဇက်အဟောင်းသားနဲ့နားထောင်နေတယ်။သမီးကြီးကတော့ပြောလာပါတယ်။ဘာပဲဖြစ်ဖြစ်သမီးကတော့မကြောက်ဘူးမေ။အဲဒီလိုမျိုးခက်တင်းတင်းခက်မှန်မှလေးပြောပါတယ်။အဲဒီချိန်မှာပဲသမီးကြီးရဲ့စကားအဆုံးသတ်တဲ့တစ်ချိန်ထဲမှာပဲခွန်ချလင်ဆိုတဲ့အတန်တွေကရုပ်တရက်ကြီးဆိုလိုထွက်ပေါ်လာခဲ့ပါတယ်။ကျွန်မရဲ့ရင်ထဲမှာလည်းဒိန်းကနေဖြစ်သွားခဲ့ပါတယ်။ပဇက်ကလည်းဟောဆိုပြီးတော့ထိတ်လန့်တကြတော့အတန်ထွက်လာခဲ့ရပါတယ်။ထူးခြားတဲ့အတန်တွေထွက်လာတဲ့နေရာကတော့ဖះအเจ้าဆောင်စီကပါ။ကျမတို့သားမိ၃ယောက်စလုံးအန်အောထိတ်လန့်စွာနဲ့ပဲဖះအเจ้าဆောင်စီကိုမျက်တောင်မခန့်ညိန်ပြီးတော့ကြည့်နေကြပါတယ်။ တမင်းငယ်နည်းနည်းကြောက်သွားတယ်နဲ့တူပါတယ်ကျမနီးကိုတိုးကပ်လာခဲ့ပါတယ်ထူးဆန်းလာတဲ့အတန်ကတတန်ပြီးတတန်ထွက်ပြီးတဲ့နောက်မှာတော့ဘာတမ်းမှမကြရတော့ပြန်ပါဘူးညကလည်းညတိတ်ဆိတ်တာလည်းတိတ်ဆိတ်ကျမတို့ကလည်းဘာတမ်းမှမထွက်ရတော့ငြိမ်သက်နေတဲ့ညဘက်ကြီးကအရန်ကိုခြောက်ချားစရာကောင်းနေလာပါတယ်အချင်းတော်တော်လေးကြာတဲ့အထိကိုဘာတမ်းမှမကြရတော့မှကျမတို့ထိုင်နေရကနေထလိုက်ကြပါတယ်ဖះเจ้าဆောင်စီကိုတလန်းချင်းတိုးသွားခဲ့ပါတယ်ဖះเจ้าဆောင်စီကိုရောက်တော့ဘာတွေ့ရလဲဆိုတော့ဖះတောက်တော်ကြီးကတ်တဲ့ဖန်ွက်သေးလေး၃လုံးနဲ့ကတလုံးကကွဲကျင်နေအောင်တွေ့ရပါတယ် အံဩစရာကောင်းတာကဖန်ခွက်ကွဲအစနာတွေကအောက်ကံပကံပြားငယ်လေးပေါ်မှာအပုံလိုက်ကိုရှိနေရပါအစိမ့်စိမ့်မှမှကွဲကျင်နေပေမဲ့အခြားနေရာဘေးဘီကိုတစတမုံတော်လွင့်စင်မနေပါဘူးဒီထက်ပိုပြီးတော့ထူးဆန်းနေရာကတော့ဖန်ခွက်ကွဲတွေပါဖန်တဲ့ပစ္စည်းတစ်ခုခုကွဲရင်ဘာကြောင့်မဲကွက်ကွက်အချွန်နဲ့အတက်တွေ၄တောင်နဲ့၃ခန်းနဲ့အကြီးအသေးပုံတရမညီညာပဲနဲ့ကွဲကြပါရတယ် ဒီလိုပဲမြင်မှုတွေ့မှုခဲ့ပါတယ်အခုတောက်တော်ရီခွဲကြကွဲတာကတော့ဒီလိုပုံစံမျိုးဟုတ်မနေပါဘူးစက်ရုံကထုတ်လိုက်တဲ့အချိန်ပုံတရံတူအရွယ်အစားတူညီညီညာညာလေးတွေကိုဖန်စားလေးတွေကကွဲနေကြတာပါဖန်ခွက်ကွဲတွေနဲ့မတူပဲနဲ့အရွယ်တူရေခဲတုံးလေးတွေနဲ့တော့တူနေပါတယ်။ကျမတို့သားမီ၃ယောက်စလုံးအန်အောလုံးလို့ဘာစကားမှမပြောနိုင်ကြပါဘူး။တယောက်မျက်နှာတယောက်လည်းကြည့်နေမိကြပါတယ်။ရေခဲတုံးတွေနဲ့တူတဲ့ဖန်ခွက်ကွဲတွေကိုအထူးဆန်းကိုကင်ကြည့်ပြီးတော့တန်တော်ဖြစ်နေမိကြပါတယ်။ဒေါခင်ဝင်းကြီးနောက်တနေ့ကျတော့ဘလို့ထူးထူးဆန်းဆန်းနေထပ်ဖြစ်သေးလဲဗျ။ဖြစ်တယ်ဆရာကြီးနောက်တနေ့လည်းဖြစ်တယ်။ အဲ့ဒီနောက်နေ့တွေလည်းဖြစ်သေးတယ်ဖြစ်လိုက်တာများလတော်တော်ကြာသွားတယ်တနေ့တမျိုးမယိုးနိုင်အောင်ကိုဖြစ်နေတော့တာပဲဘလို့တွေဖြစ်တယ်ဆိုတာလေးပြပြပေးပါဦးဟုတ်ကဲ့ပါဆရာရဲ့တတိယမြောက်နေ့ဆိုတော့9ရက်3လ2009ခုနှစ်ပါအဲ့ဒီနေ့ညမှာဂဲလုံးလေးတွေစပြီးတော့ကြာလာတာညဆိုတော့ဘယ်ချိန်လဲဗျာတကောင်းလောက်ကြီးလားစောစောပိုင်းလားနေဝင်ပြီဆိုတာနဲ့ထူးထူးဆန်းဆန်းနေစပြီးဖြစ်တော့တာပဲဆရာကြီးနောက်နေ့တွေလည်းအဲ့ဒီတိုင်းပဲဒါပေမဲ့အမှန်တော့မရှိဘူးပေါ့နေကင်းကြောင်တောင်လည်းထူးဆန်းတာကြီးဖြစ်တတ်ပါတယ်ဟုတ်ပါပြီဗျာဂဲနဲ့ပေါက်တဲ့ကြောင်လည်းပြောပါအောင်ဗျာဟုတ်ကဲ့ ခဲတွေကစက်သွန်နေဘူးအရွယ်တွေအာလူးလောက်အရွယ်တွေပါအပေါ်ကနေပြီးတော့အိမ်ငန်းထဲစီကိုကြာလာတာအပေါ်ကကြာလာတယ်ဆိုပေမဲ့လည်းအိမ်ခေါင်မိုးပေါ်မှာမိုးထားတဲ့သွတ်တွေကိုဖောက်ပြီးတော့ကြာလာတော့မဟုတ်ဘူးအတွင်းအိမ်ခေါင်မိုးတွေကနေပြီးတော့ခဲတွေကျဲချနေတဲ့ပုံစံမျိုးပဲတချို့ညတွေကြတော့လည်းအပြင်ဘက်ကနေပြီးတော့ပေါက်တဲ့ပုံစံမျိုးနဲ့ခဲတွေနဲ့ပေါက်နေတာသွတ်မိုးတွေပေါ်ကြာနေတဲ့တဝုံးဝုံးမဆရာရဲ့အိမ်ထရန်နေဆိုရင်လည်းတဘုံဘုံနဲ့မှန်တာပဲအဲဒီတော့သမီးကြီးကဒါမဟုတ်ဘူးမမေ အပြင်ကတယောက်ယောက်ကပောက်တာပဲဖြစ်မယ်အဲ့လိုပဲမယုံသလိုပြောလေဂဲတွေကတဝုံးဝုံးတတိုင်းတိုင်းကိုပို့ပြီးကြလာလေပါပဲကျမခင်မွန်းတွေကစုံတာလဲကြာပါပြီသားတွေကလည်းအိမ်အောင်ကွဲသွားပြီးတော့အိမ်မှာကျမနဲ့သမီးတွေကြီးပဲကြံခဲ့တာဆိုတော့ကြောက်တာလဲကြောက်လာတာပေါ့အဲဒါကြောင့်တောက်တော်ရေဖန်ခွက်တွေကွဲတဲ့နေရာစပြီးတော့တခြားတယောက်ကိုညာရင်းညတာအဖို့ခေါ်ထားရတယ်နောက်ပြီးတော့သမီးငယ်တငယ်ချင်းမလေးတယောက်ကလည်းသမီးငယ်နဲ့တူလာပြီးပါတယ်သုံးလေးရက်လောက်တွင်းမှာပဲကျမတို့အိမ်မှာဒီလိုထူးထူးဆန်းဆန်းကိစ္စတွေဖြစ်နေတာသတင်းပြန့်သွားတယ်မြို့နယ်ကလူကြီးတွေရော အထက်တန်းကျောင်းကတိတ်ပံဆရာတွေရောလေ့လာခြင်းလို့ဆိုပြီးရောက်လာခဲ့ကြတယ်။အိမ်မှာဖြစ်ပျက်နေတဲ့ဖြစ်ပုံပြက်ပုံတွေကိုလည်းမေးကြပါတယ်။ကျမလည်းတောက်ရီဦးကရေခွက်သူ့လိုလိုလှုပ်တာတွေဖះတောက်တော်ရီဖန်ခွက်သူ့လိုလိုကွဲတာတွေနဲ့ထူးထူးဆန်းဆန်းဂဲလုံးတွေအိမ်ထဲကျလာတဲ့အကြောင်းတွေကိုပြောပြတယ်။ကျမပြောတာတွေကိုယုံတဲ့သူတွေရှိတယ်လို့မယုံတဲ့သူတွေကလည်းမယုံကြပါဘူး။တယောက်နှစ်ယောက်ကအိမ်ခေါင်းမိုးပေါ်တက်ပြီးတော့ကြည့်ကြပါသေးတယ်။ဒါပေမဲ့နောက်ဆုံးတော့သူတို့အားလုံးဒီဖြစ်ပျက်နေတဲ့ကိစ္စတွေကိုယုံသွားရတော့ပါပဲ။ဘာဖြစ်လို့လဲဆိုတော့နေကင်းကြောင်တော်ကြီးတောင်မှသူတို့တွေကိုထင်းကြောင်နဲ့အပေါက်ခံလဲရလို့ပါ။ ထင်းချောင်းကအိမ်မိဖို့ကြောင့်မှသုံးတဲ့ထင်းချောင်းမှာသူတို့ရှိကိုဘုံကနေဆိုပြီးပြစ်ကြလာတာထင်းချောင်းကလည်းကြာလာတော့မှမြင်လေရတာဘယ်ကနေဘလို့ပြစ်လိုက်မှလဲဘသူမှသိမနေကြဘူးပြစ်တဲ့သူလည်းရှိမနေပါဘူးဒီတော့မှဟာကနေဟင်ကနေဖြစ်ပြီးတော့အဟုတ်တကယ်ဖြစ်နေရပဲလို့ပြောပြီးပြန်ပြေးကြရပဲထူးခြားနေတာဒီလိုထင်းနေနဲ့ပြစ်တာတွေဂဲတွေနဲ့ပြစ်တာတွေကနေတိုင်းနေတိုင်းဖြစ်နေပေမဲ့လူကိုတော့တခါမှမထိမှန်ဘူးအဲ့ဒါတခုတော့ဂျေဇုတင်ရမယ်ဆရာရဲ့ဒါပေမဲ့ထိခိုက်နာကျင်အောင်ဆိုလို့တယောက်ကိုတော့လှုပ်ဘူးတယ် အိမ်မှာလာရေးပေးတဲ့တမင်းငယ်တငယ်ချင်းမလေးမက်ဇင်ဝါအောင်ရဲ့ကြောကိုနှစ်ချက်ရိုက်လိုက်တာအားကနေအားကနေអော်ပြီးတော့ကြောကော့သွားပဲတမင်းငယ်လေးကဘာဖြစ်တာလဲလို့မေးတော့ကြောကိုလက်ဝါးနဲ့ရိုက်ခံရတယ်လို့ပြောတယ်။ဘာကြောင့်ရိုက်တာလဲတော့မသိပါဘူး။ကလေးမလေးလည်းမဲရဲတော့ပဲနဲ့ညာရင်းချင်းသူ့အိမ်သူပြန်လိုက်ပို့ပေးရတယ်။ဒီပြင်တော့ဘသူ့မှာထိခိုက်နာကြအောင်လုပ်တာမျိုးတော့မရှိပါဘူး။အခြားကိစ္စရောဘာတွေထူးထူးဆန်းဆန်းကြုံရသေးလဲဗျာ။ကြုံရတယ်ဆရာကြီး၊ကြုံရတယ်၊ကြုံရတယ်။ကျမတို့အိမ်မှာဒီလိုဘာမှမသိတဲ့ထူးထူးဆန်းဆန်းဖြစ်နေတယ်ဆိုတာသတင်းတွေပြန့်သွားပြီလေ။ တစားတဲ့တစားလည်းနာမည်ကြီးလာပေါ့ဆရာ။အဲဒါကြောင့်မလို့ပဲရက်ွက်တွေကလူကြီးလူငယ်တွေကစောင့်ရှောက်တဲ့အနေနဲ့ညညတွေမှာလာပြီးတော့စောင့်မေးကြရတယ်။ပခုတ်ကူမြကြီးနာဆင့်ကင်မှာရှိတဲ့ဆွေမျိုးတွေကလည်းရောက်လာခဲ့ကြတယ်။ဒီတော့နေရောညရောဆိုသလိုလူစီကားနေရပေါ့ဆရာ။အဲ့ဒါကြောင့်မလို့တိတ်ပြီးတော့လည်းမကြောက်လန့်တော့ပါဘူးထူးထူးဆန်းဆန်းနေရတော့ဖြစ်နေတော့မယ်ဆိုပေမဲ့လူအုပ်ကလည်းများနေတော့ပျော့စရာတောင်ကောင်းပါသေးရဲ့ဆရာရဲ့တခါနေကင်းကြီးဆရာရဲ့လူအုပ်ကြီးတဲ့ကိုအလေးတွေကြလာတာအလေးတွေကကျမဈေးရောက်တော့ကတုံးတဲ့တန်အလေးတွေနှစ်ချက်ခွဲသားငါးချက်သား 30သား20သား50သားပိတ်တလေးစသဖြင့်အမျိုးမျိုးရှိတယ်ပထမနှစ်ချက်ခွဲသားအလေးပဲကြလာတာနောက်တော့၅ချက်သားအလေးကြလာတော့လူတွေကပျော်နေကြတယ်စူးစူးညံ့ညံ့လဲအော်ဟစ်နေကြတယ်အလေးတွေကတဖြည်းဖြည်းနဲ့ကြီးလာပြီးတော့50သားအလေးပိတ်တလေးတွေလည်းကြလာတော့လူတွေပါလန့်ပြီးထွက်ပြေးကြချန်ပြင်ရောက်တဲ့အထိပဲနောက်တစ်ခါလူတွေရှေ့ကြလာတာစေးတန်နှစ်ချောင်းပါဒီစေးတန်တွေကကျမခင်မဥတင်ဝအသက်ရှင်နေကမမမမမသုံးဆွဲခဲ့တဲ့စေးတန်တွေပဲ စေးတံဟိုကဗရောက်သားအနည်းနဲ့လှုပ်ထားပြီးတော့ဥမာတက်ထားတဲ့အယိုးရှေကကြေးဝါနဲ့လှုပ်ထားတာတော်တော်လေးကိုလေးပါတယ်ဥတင်ဝါဆုံးပြီးတဲ့နောက်ပိုင်းတော့သူ့အုံဆောင်ပစ္စည်းတွေအလုံးတစ်တာတဲ့ထဲတော့ခတ်ပြီးတိန်းထားတာအဲ့ဒါဘလို့ကဘလို့ဖြစ်ပြီးတော့စေးတံနေရာအပြင်ကိုထွက်လာတယ်လည်းမသိပါဘူးဆရာရယ်တစ်တာမှာတော့တွေရလည်းခတ်လိုက်ရပဲခဲလုံးနေရာလည်းနေတိုင်းလိုလိုပဲကြာနေတော့မယ်ဖြစ်စဉ်ကတော့ပုံငကတိုက်တယ်ဆိုတဲ့အဖြစ်ပြက်မျိုးပဲပေါ့ဆရာရယ်ဒေါ်ခင်ဝင်းကြီးအနေနဲ့ဟိုဆရာတွေဘာတွေရောခေါ်ပြီးတော့မဖြေရှင်းဘူးလားဘယ်နေမလဲဆရာရယ်ရှင်းတာပေါ့ဆရာတွေခေါ်တာမှ၄ရောက်တောင်ရှိရယ် ဒါပေမဲ့ဆရာတွေကလည်းနိုင်အောင်မရှင်းနိုင်ကြပါဘူး။သူတို့ပဲထွက်ပြေးကြရတယ်။ဘလို့ထွက်ပြေးကြရတာလဲဗျပြောပြပါအောင်။ဒီလိုဆရာကြီးကျမတို့အိမ်မှာပုံငကတိုက်တယ်ဆိုပြီးနာမည်ကြီးတော့ဆရာတယောက်ရောက်လာတယ်။အဲဒီဆရာရောက်တာနဲ့ပဲအိမ်ဦးကမ်းမှာထိုင်တယ်။ဘာမှမပူနဲ့အခုဖြစ်နေတာပုံငကတိုက်တာလို့ခေါ်တယ်။မလိုတဲ့သူတွေကဒီမိသားစုဒုက္ခရောက်အောင်အောက်လန်းပညာတွေနဲ့ပေါင်းပြီးလှုပ်ထားတာ။ပွဲစုံထိုးပြီးတော့စီရင်လိုက်လို့ရှိရင်အဲဒီပုံငကအိမ်မောကနေခြေထောက်နဲ့မစင်းရအောင်ခေါင်းနဲ့ဆင်းပြေးရမယ်။အဲဒီလိုမျိုးပြောပါတယ်။ ပြောနေတော့မဲ့ဆရာကြီးဂဲတွေကြာလာလိုက်တာဝုံတိုင်းကိုစံသွားတော့ပါပဲအမိုးသွတ်တွေပေါ်မှာလည်းဂဲတွေတိုင်းတိုင်းနဲ့ကြာထင်းရံတွေကိုလည်းတဘုံဘုံနဲ့ထိမှန်ကျမတို့တွေထိုင်နေတဲ့အခန်းထဲကိုလည်းတဘုံဘုံနဲ့ကိုကြာနေတကယ်ဂဲမိုးကြီးတွေရွာချလိုက်တဲ့အတိုင်းပဲဘျောင်းကိုစံနေရောပဲဆရာကြီးအဲ့ဒီဆရာကလည်းသူ့လွယ်ကြီးကိုဆွဲပြီးတော့ဆင်းပြေးသွားနာမည်လေးတော့မမေးလိုက်ရပါဘူးနောက်ဆရာတယောက်ကတော့အိမ်မော်ရောက်တာနဲ့ကွန်းရယ်ဆွဲပြီးတော့ကွန်းရတယ်ထုံမှုတွေကထုံကိုလက်ညှိုးနဲ့တို့ယူတယ်ပြီးတော့ကွန်းရွက်ကိုထုံးတုပ်တယ်အဲ့လိုထုံးတုပ်နေရရင်ဟဲ့ဘုံနကား နင်တက်သည့်ရှိရင်ငါကုန်းရတဲ့တဲထဲကြီးစံအဲ့လိုမျိုးပြောလိုက်ပါတယ်ပြောလိုက်ပြောလိုက်ရောဆရာကြီးချက်ချင်းပဲဖြန်းဆိုပြီးတော့တဲတွေလန့်ပတ်လိုက်တာတဲတွေဆိုတာနည်းနည်းနော်နော်မဟုတ်ဘူးဆရာကြီးရေပုံးတစ်ပုံးစာလောက်ရှိတယ်ကုန်းရတဲ့တွေမကောက်ဆရာကြီးအဲ့ဒီဆရာရဲ့တကူလုံးမှာတဲတွေပေးကြံကုန်ရောပဲသူ့မျက်လုံးတွေတွေပါတဲတွေဝင်ကုန်လို့မျက်နှာတဲအောင်မယ်ဆိုပြီးတော့အင်ရှိထွက်သွားတာဒီနေ့ပြန်ရောက်မလာတော့ဘူးဆရာကြီးနောက်တစ်ယောက်ကိုကြတော့ဒုံမီနဲ့ပြစ်တာဆရာကြီးသူလည်းချက်ချင်းပြန်ပြေးသွားပဲတရက်ကြတော့နေကင်းကြီးပဲမိဖို့ကြောင့်နေရနေဒရုန်းနှုတ်အတန်နေကြရတာ ျမတို့လည်းမတိမတာချောင်းကြည့်လိုက်တော့ငရုတ်စုံထောင်းနေတာတွေ့ရတယ်။တွေ့တယ်ဆိုတာလည်းလူတော်ဝါအကောင့်ထဲကိုမဟုတ်ပါဘူး။ဘသူမှလည်းရှိမနေပါဘူး။ငရုတ်ကြည်ပွေကြီးကသူ့လိုလိုငရုတ်စုံကိုထောင်းနေတာ။ကြောင်ငရုတ်စုံဆိုတော့ဒရုံနှုံနဲ့စူညံနေရပါပဲဆရာကြီး။ကျမတို့အိမ်မှာထူးထူးဆန်းဆန်းဖြစ်ပျက်နေရတဲ့ပတ်သက်ပြီးတော့ရောက်လာတဲ့ဆရာကြီးအားလုံးကလည်းပုံတကားတိုက်တာလို့ပဲပြောတာ။လူတွေကလည်းပုံတကားတိုက်တာလို့ပဲပြောကြဆိုကြတယ်။ဒေါကင်ဝင်းကြီးတို့အိမ်မှာဖြစ်ပျက်နေတဲ့အနေအထားအရဆိုရင်ပုံတကားတိုက်တာနဲ့တူတလို့လို့ရှိပေမဲ့ပုံတကားတိုက်တာနဲ့ကွဲပြားနေရတယ်ရှိတယ်ဗျာ။ အဲ့ဒါဖြစ်ပြက်နေတဲ့အချိန်ကာလပဲပုံနဂတိုက်လို့ရှိရင်အချိန်တိကြတယ်ညာဦးပိုင်းဆိုရင်နောက်နေ့မှလည်းညာဦးပိုင်းပဲထူးခြားတာတွေဖြစ်တယ်နေကင်း၁၂နာရီဆိုနေကင်း၁၂နာရီပဲညတကောင်ဆိုညတကောင်ပဲအချိန်မလွဲဘူးဒါကြောင့်ပုံနဂတိုက်တာမဟုတ်ဘူးလို့ရေဘူးကတွက်ဆလို့ရပါတယ်ပုံနဂတိုက်တာမဟုတ်ဘူးဆိုရင်တော့နာနာဘာဝတွေလက်ချက်ပဲဖြစ်ရတော့မယ်နာနာဘာဝဆိုတဲ့နေရာမှာလည်းနှစ်မျိုးတွေ့ရတယ်တစ်မျိုးကပုဂ္ဂိုလ်ရေးစည်းဝါးရေးရာမလိုလားတဲ့သူကအောက်လန်းပညာတန်းနဲ့ပေါင်းပြီးတော့သစေတရဲ့နာနာဘာဝတွေကိုဆေလွတ်တိုက်ခိုက်ခိုင်းတာ နောက်တစ်မျိုးကတော့အတိတ်ဘဝဟောင်းကကုသိုလ်ကံကြွေဂရီကြွေးတွေကြံခဲ့လို့ဘဝဟောင်းကအကျွေးရရန်ရှိသူတွေမမြင်ရတဲ့ပုံကအကျွေးဆက်အောင်လို့ပယောဂအနောက်ရှက်နဲ့တတိပေးတာပါဟုတ်ကဲ့ဆရာပုံနဂတိုက်တယ်ဆိုတာဘလို့ဟာလဲကျမမသိလို့ရှင်းပြပါဦးအရင်ကလည်းဒီလိုမျိုးတခါမှမကြုံဘူးလေအဲဒါကြောင့်ကျမလည်းပုံနဂတိုက်တယ်လို့ပဲထင်တာအခြားသူတွေကိုမေးတော့လဲအကုန်လုံးကပုံနဂတိုက်တယ်လို့ပဲပြောခဲ့ကြတာလေဒါပေမဲ့နောက်တစ်ဖြည်းဖြည်းကြာလာတော့မှဒါဟာပုံနဂတိုက်တာမဟုတ်ဘူးဆိုတာသိလာတာဘသူလောက်တာလဲဆိုတာလည်းသိလာတယ် ဟုတ်လားဗျာဘသူလောက်တာလဲတော်ခင်ဝင်းရယ်ဘသူဖြစ်ရမှာလဲဆရာရယ်ဥတင်ဝါပေါ့ငါနာနာကပ်ပြီးတော့တူ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 နဲ့လာပြောနေတာနေုံအတန်ကုတင်ဝအတန်မှာငါ့ကိုခေါ်တာကလည်းကုတင်ဝခေါ်နေကြတိုင်းပဲအမတော်ဝင်းကြီးတဲ့မဟုတ်မလွဲရောနင်တို့အိမ်မှာဒီလိုထူးထူးဆန်းဆန်းဖြစ်နေတာကုတင်ဝလုံနေရများလားအမမခင်ဝင်းကြီးပြောတော့ပထမကျမမယုံကြည်ပါဘူးဥတင်ဝဆုံးတာကြာခဲ့ပြီလေဆုံးတဲ့အချိန်ကစပြီးတော့၆လက်နာလဲလုံးဝမရှိပါဘူးချွတ်ချွတ်ချွတ်အတန်လေးတော့မကြရပါဘူး ီလိုလူကအကြိုင်နေတော့မှနာနာဘာဝအဖြစ်နဲ့ပြန်ပေါ်လာတယ်ဆိုတော့မယုံနိုင်စရာဖြစ်နေတာပေါ့ဒါပေမဲ့နောက်တော့ဥတင်ဝါဆိုတာတေချာသွားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းမှာကျမကိုလည်းစကားလာပြောလာပါတယ်ထမင်းကျွေးပါအောင်ဆိုပြီးတော့ပြောလာတာပါငါနင်တို့တန်ရောစင်တွေ့လို့ဒီရင်ကနေမခွာနိုင်ဘူးဖြစ်နေတာနောက်ပြီးတော့ဆရာတွေမခေါ်ပါနဲ့ဆရာတွေခေါ်လို့ရှိရင်ငါမကြိုက်ဘူးမခေါ်ပါနဲ့ဘာမှမဖြစ်စေရဘူးအဲ့လိုမျိုးတွေပြောလာတာပါတခါတခါကျမတို့ကဥတင်ဝါအစ်စ်မဟုတ်ရလားတခြားနန္နာဘဝတွေက ဥတင်ဝါဟန်ဆောင်ပြီးတော့လာနေရများလားဆိုပြီးပြောမိတဲ့အခါငါတင်ဝါစစ်ပါဥတင်ဝါရှင်ကကျမတို့သားမီးတွေဘာဖြစ်လို့အထိတ်တလန့်ဖြစ်အောင်အဲ့လိုလုပ်ရလဲအဲ့လိုကျမကမေးလိုက်တော့တမင်လောက်တာမဟုတ်ပါဘူးမဝင်းကြီးရဲ့ကျုပ်ရှိနေတဲ့အကြောင်းအတိပေးခြင်းလို့လုံမိတာပါသူ့ရဲ့ရုပ်ခန္ဓာကိုမြင်ရလားဗျမမြင်ရပါဘူးနာနာဘာဝဘဝရောက်နေတဲ့ဥတင်ဝါရုပ်ခန္ဓာကိုတော့တခါမှမမြင်ဘူးဆရာရဲ့အတန်ပဲကြားရတာဘာပဲဖြစ်ဖြစ်ဥတင်ဝါဆိုတာတည်တည်ကြာကြာလေးတည်သွားတော့အကြောက်လဲနည်းနည်းညော့သွားတာပေါ့သူကလည်းနောက်ပိုင်းကျတော့ကျမတို့ကြောက်မဲ့လက်မဲ့အပြုတ်မှုမျိုးတွေမလုပ်တော့ပါဘူး တစင်းဧည့်သည်လာပြီးတော့မယုံကြည်တဲ့စကားမလေးမဆစကားပြောတဲ့ခါကျရင်သာဂဲနဲ့ပေါက်ပြတာတို့တောခတ်ထားတဲ့ဗီဒီယိုတွေကနေစာရွက်တွေလွင့်ထွက်လာတာတို့လောက်ပြတယ်။အဲ့လိုမျိုးထူးထူးဆန်းဆန်းနေဖြစ်တာဘယ်လောက်ထိကြာသွားလဲဗျ။စဖြစ်တဲ့အချိန်ကနေဆိုရင်9လ8လလောက်တော့ကြာရဲဆရာရဲ့။နောက်ကြတော့ဘယ်လိုဖြစ်ပြီးပြောက်သွားလဲ။ထူးထူးဆန်းဆန်းဖြစ်တာကြီးကတဖြည်းဖြည်းနဲ့ပါလာရဲဆရာရဲ့။ဖြစ်တဲ့ရက်တွေကလည်းတစတစဝေးသွားတယ်။အဲ့ဒီကနေမှနောက်ပိုင်းကျတော့မဖြစ်သလောက်ပဲပျောက်သွားတယ်လို့ဆိုရမှာပါပဲ။ဥတင်ဝါရဲ့အတန်ရောကြားရသေးလား။ မကြတော့ဆရာရဲ့ဒေါခင်ဝင်းကြီးတို့အိမ်မှာဥတင်ဝါရှိနေသေးရဲ့လို့ထင်နေလားဗျာဟိုတုန်းကလည်းစုံးမိတာအကြာကြီးနေတော့မှဆိုင်မစင်ပုံမစင်ပြန်ပေါ်လာလေရှိကျင်လည်းရှိနိုင်ပါတယ်မရှိကျင်လည်းမရှိနိုင်ဘူးပေါ့ဆရာရဲ့ तू ကဟိုဒီဒီသွားရတော့မယ်လို့မပြောပါဘူးလား မပြောခဲ့ပါဘူးဆရာရဲ့။ तू ကဒီတိုင်းကြီးပဲပျောက်သွား။ဒေါခင်ဝင်းကြီးပြောပြတဲ့စင်ကန်မျိုးကဖြစ်ရဆန်ဇလန်ကတော့ဏီကုံးကမတ်အဆုံးတက်သွားခဲ့ပါပြီ။ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ရတွေးတွေထဲမှာတော့ဏီကုံးမချုပ်နိုင်သေးပါဘူး။အဆုံးမတက်နိုင်သေးပါဘူး။မိသားစုပေါ်မှာတန်ရောစင်ကြည်လွန်လို့အဲ့ဒီအိမ်ကနေမခွာနိုင်ဘူးဖြစ်နေတယ်ဆိုတော့ပိတ်တာပုံရောက်ဥတင်ဝါတယောက်နန္နာဘဝဘဝကနေကျွတ်လွတ်ပြီးတော့ကောင်းရမွန်ရသူကတိပုံဌာနကိုရောက်ရှိသွားပြီလား။ဒါမှမဟုတ်တနေ့နေ့တစ်ချိန်ချိန်မှာတော့ထူးထူးဆန်းဆန်းနေလှုပ်ပြပြီးတော့ပြန်လည်ရောက်ရှိလာအောင်မလား။အတွေးနယ်ချက်နေမိပါတော့တယ်။ ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူစာရေးသူကိုလည်းကာရဝပြူရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်